ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ကတော့ဥမာဤကန်ဆာအကြောင်းနဲ့ဥမာဤကန်ဆာရဲ့ရှေ့ပြေးလက္ခဏာတွေအကြောင်း ပြောပြချင်ပါတယ်။ဥမာဤကန်ဆာဆိုတာအစာအိမ်ကအစာဟောင်းတွေကိုစွန့်ထုတ်လိုက်တဲ့ဥမာဤဒါမှမဟုတ်လို့ရှိရင်စအူအိမ်ပေါ့နော်။ဒီနေ့မှာကန်ဆာဆဲတွေဖြစ်ပေါ်လာခြင်းကိုဆိုလိုပါတယ်။အများအားဖြင့်ကင်ဆာမဖြစ်သေးတဲ့အသက်ပိုးတွေအဖြစ်စတင်ပြီးအချိန်ကြာလာတဲ့အမြကန်ဆာအဖြစ်ကိုပြောင်းလဲသွားပါတယ်။ ဥမာယီကန်ဆာဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေနဲ့ဖြစ်နိုင်ခြေတွေကိုပြောပြပါမယ်။ဥမာယီကန်ဆာဖြစ်စေတဲ့အဓိကအကြောင်းရင်းကတော့ကျမတို့တတိကျကျမသိဘူးဆိုပေမဲ့ဖြစ်နိုင်ခြေကိုမြင့်မားစွာသိစေတဲ့အချက်တွေအများကြီးရှိပါတယ်။လူနေမှုပုံစံနဲ့ပတ်သက်တဲ့အချက်အလက်တွေကျမတို့တွေအစားအသောက်ပုံစံအနေထိုင်ပုံစံတွေနဲ့အများကြီးသက်ဆိုင်ပါတယ်။နောက်အစီများတဲ့အနီရောင်အသားတွေနဲ့ပြုပြင်ထားတဲ့အသားတွေဝတ်ဥကြောင်းဘေးကွန်းအဲဒါတွေပေါ့နော်။ အဲစာတီဖြင့်ကိုပုံမှန်အလွန်ကျွန်ကိုကပုံမှန်ထပ်ပို့ပြီးတော့အများကြီးစားနေမယ်နေ့တိုင်းစားနေမယ်ဆိုရင်မကောင်းပါဘူးအတင်းနဲ့ဟင်းဒီဟင်းရွက်နဲ့အမြင်တက်မပါဘဲနဲ့စားသုံးမယ်ဆိုရင်မကောင်းပါဘူးနောက်ကိုအလေးချိန်လှုပ်ရှားမှုနည်းမယ်ဆိုရင်အဆင်မပြေဘူးအဝလွန်ခြင်းဒါမှမဟုတ်ကိုအလေးချိန်လွန်ခဲ့ခြင်းနောက်ကိုလက်လှုပ်ရှားမှုနည်းပါတာတခြားအလေးအထားတွေပေါ့နော်ဒါတွေကတော့စိတ်လေးတောက်တာအရက်ကိုပုံမှန်တောက်သုံးတာဒါတွေကြောင့်မလို့ဖြစ်နိုင်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်နဲ့အသက်50နောက်ပိုင်းမှာဥမာဤကန်ဆာဟာတိတိတတ်တာမြင့်မားစွာနဲ့ဖြစ်နိုင်ပါတယ်။အဲနောက်ထပ်တစ်ခုထပ်ပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်မျိုးရိုးဗီဇအရမျိုးရိုးဗီဇရှိတဲ့သူတွေကန်ဆာဗီဇ ပေါ့နော်ဒီကန်ဆာယောဂါတွေမျိုးဗီဇာလိုက်ရှိတာမျိုးတွေဆိုလို့ရှိရင်ဥမာယီကန်ဆာဖြစ်တတ်ပါတယ်။ဆိုတော့ကျွန်မအခုကတော့ဥမာယီကန်ဆာရဲ့ရှေ့ပြီးလက္ခဏာလေးတွေကိုအားလုံးကိုဗဟုသုတရစရာပြောပြပါမယ်။ဥမာယီကန်ဆာကအထက်မှာပြောခဲ့သလိုပဲအသက်50နဲ့အထက်ရှိတဲ့သူတွေဥမာယီမကောင်းတဲ့သူတွေကန်ဆာမျိုးရိုးရှိတဲ့သူတွေဆေးလိပ်တောက်တာတွေအဝလွန်လာတွေအရက်တောက်တာတွေနဲ့စီးကျူအမျိုးအစားနှစ်ဖြစ်ပေါ်တဲ့သူတွေမှာအဖြစ်များပါတယ်။ ။ဦးမိုင်းကန်စာရဲ့ကြောက်စရာကောင်းတဲ့ဂျိုတင်လက္ခဏာရဲ့တရားတော့ပထမတစ်ခုကဝမ်းချုပ်တာဖြစ်ပါတယ်။ဝမ်းချုပ်ခြင်းကဦးမိုင်းကန်စာရဲ့အရေးပါတဲ့လက္ခဏာတရားဖြစ်ပါတယ်။အာရှပစိဖိတ်ချာနေရဲ့ကင်စာယောဂဆိုင်ရာလေ့လာမှုတွေမှာဆိုရင်ဝမ်းချုပ်ခြင်းနဲ့ဥမာယီကန်စာဆက်ဆက်မှုကအရန်ကိုမြင့်မားစွာဆက်ဆက်နေရလို့သိရှိရပါတယ်။နောက်တစ်ခုကတော့ဝမ်းပြတ်တာပါ။ဥမာယီကန်စာရဲ့နောက်ထပ်လက္ခဏာတစ်ခုကတော့ဝမ်းပြတ်ခြင်းဖြစ်ပါတယ်။ရန်တတပတ်ကြအောင်ကိုကဝမ်းပြတ်မယ်။ ဝမ်းပြက်ဝမ်းရှောဖြစ်နေမယ်ဆိုရင်ဥမာကြီးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့မပေါ်မယောပဲနဲ့ဆရာဝန်နဲ့တည်တည်ကြည်ကြာပြတာတင်ပါတယ်။နောက်နောက်ထပ်တစ်ချက်ကတော့မဆင်ထဲမှာသွေးပါတာပါ။လေကောင်းကြောင့်လည်းကျမတို့ရဲ့မဆင်မှာသွေးပါနိုင်ပါတယ်။ ဒါပေမဲ့လိမ်ကောင်းကြောင်ထွက်တဲ့သွေးရအများအားဖြင့်တော့အနီရောင်ဖြစ်ပါတယ်။ဒီလိုမဟုတ်ဘဲနဲ့အနီပုတ်ရောင်ဒါမှမဟုတ်ရင် အနက်ပုတ်ရောင်သွေးတွေမစင်နေပါလာပြီဆိုရင်ဥမာဤကန်စာအနေရင်းနဲ့ရင်ဆိုင်နေရတာဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်စီမစင်မှာသွေးပါခြင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ ကိုကကျွမ်းကျင်တက်ကြွနဲ့နားလေတဲ့ဆရာဝန်နဲ့တည်တည်ချာချာကုသမှုခံယူတတ်ပါတယ်။နောက်မစင်အရွယ်စားသေးတာပါ။မစင်အရွယ်စားသေးရင်ပြီးတော့ရှင်မျိုးမျိုးပုံစံဝမ်းနေသွားနေတာလည်းဥမာကြီးကန်စာလက္ခဏာလို့ပြောလို့ရပါတယ်။ကင်စာကြိတ်ကဥမာကြီးလမ်းကြောင်းရဲ့ဘယ်ဘက်အလယ်လောက်မှာတည်ရှိတဲ့အတွက်ဝမ်းသွားတဲ့အချိန်မှာ သိငယ်ချင်းမြောင်နဲ့မစင်ပုံစံနေတာထုတ်လွှတ်ပြီးနိုင်ပါတယ်။ဒီလိုမျိုးတွေမကြာခဏဖြစ်နေပြီဆိုရင်တော့ဆရာဝန်ကိုမရှက်မကြဘဲနဲ့တည်တည်ကြကြပုံမှန်လေးလေးပြောပြီးတော့ကုသမှုခံယူဖို့လိုပါမယ်။နောက်တစ်ချက်ကတော့1 byte က ျော့တာဒါမှမဟုတ်နာကျင်တာပါကိုယ့်ရဲ့ဝမ်းပိုက်ကိုကန်ကြီးရဲ့ခါမှာခက်ပြော့ပြော့ပုံစံမျိုးခံစားနေရတယ်ဒါမှမဟုတ်ရင်နာကျင်မှုတွေခံစားနေရတယ်ဆိုရင်ဥမာကြီးကန်စာရဲ့ကနအူးလက္ခဏာတွေဖြစ်နိုင်တယ်လို့သိရှိရပါမယ်နောက်သွေးရနေလာတာပေါ့နော်ရုတ်တရက်သွေးရနေယောဂါတွေဖြစ်တာကိုလည်းသတိထားသင့်ပါတယ်သွေးရနေလာတဲ့ခါမှာအသားအရည်ဖြော့တော်လာတာသွေးခုန်လုံးမြန်လာတာအသက်ရှူမဝဖြစ်တာကောင်းမှုကောင်းကြိုက်တာ နေထိုင်မကောင်းဖြစ်တာလက်ဖျားချီပြားတွေအေးဆက်လာတာတွေဖြစ်တတ်ပါတယ်ကန်စာကျိတ်ဖြစ်လာတဲ့အခါအစာ ားချီလမ်းကြောင်းလေးကဒီသွေးထွက်တာကုံဆုံးတက်တာကြောင့်မလို့သွေးအားနေတာတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်မလို့ငကိုကလေးကကိုကသွေးအားနေရောကမဟုတ်ဖဲနဲ့ရုတ်တရက်သွေးအားနေရောကမျိုးတွေခံစားနေရပြီဆိုရင်တော့ဥမာဟိကန်စားရဲ့လက္ခဏာတခုဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ကတော့အကြောင်းရင်းမရှိဘဲနဲ့ကိုကလေးချိန်ကျသွားတာပါ။ ကိုကဝိတ်လည်းမချဘူးဘာအကြောင်းရင်းမှလည်းမမေးရမရှိပဲနဲ့ကိုလေးချိန်ကြာသွားမယ်ဆိုရင်တခြားယောဂါတွေဖြစ်နိုင်တယ်လို့မျိုးဥမာကြီးကန်ဆာရဲ့လက္ခဏာတွေတရားတစ်ခုလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ကိုကအကြောင်းပြတ်တက်မရှိပဲတဖြည်းဖြည်းပိန်လာတယ်ဆိုရင်နားလေတော့ကျန်တဲ့ဆရာဝန်နဲ့တည်တည်ရှာပြသပြီးဆွေးနွေးပြတတ်ပါတယ်နောက်သင်္မန်းအားနည်းလာတာပါ မောပန်းလွှင့်နေမှုတွေအမြဲလိုခံစားနေရတယ်အာအင်ချိနေတာတွေဖြစ်တယ်ဆိုရင်မပေါ်ရောတင်ပါဘူးနောက်လေထိုးလေပွားဖြစ်တာပေါ့နော်ဥမာကြီးအတွင်းမှာရှိရဲကန်စာအခြေအကြောင်းလေထိုးလေပွားတာတွေဖြစ်တတ်ပါတယ်အစာအိမ်ကြောင့်လည်းဖြစ်နိုင်တာမလို့ကိုယ်ကွယ်ပြပြသိအောင်လို့ကျန်းမာရေးစစ်ဆေးမှုတွေခံယူတင်ပါတယ်ဥမာကြီးကန်စာမဖြစ်အောင်နေထိုင်နည်းတွေကတော့လက်ဆက်တဲ့အသီးအရွက်တွေကိုမြင်များစစစားသုံးပြီးပါအရက်တောက်တာဆီလေးတောက်တာရှောင်ခြင်းမှာ အလွန်မင်းမတောက်ပြမှုအရေးကြီးပါတယ်။တနည်းဦးလာရီခွက်လောက်လေးချင်ခံပြုလုပ်ပေးပါ။အနည်းဆုံးတစ်ပတ်ကို9ရက်ပြုလုပ်ပေးပါ။ကိုကလေးချင်ငံမပြုတ်လုံနိုင်ဆိုရင်တော့မှလမ်းလျှောက်ပေးဖို့လိုပါတယ်။ကိုလေးချင်များနေရဆိုရင် ကျမကြီးနဲ့ညီညွတ်စွာနေထိုင်ပြီးတော့ထိမ့်သိမ့်မှာဥမာကြီးကင်ဆာရောဂါကာကွယ်ဖို့အတွက်မှန်ကန်တဲ့ဆေးစစ်မှုတွေပြုလုပ်ပါလို့ပြောချင်ပါတယ်ရှင်။အဲဒီဆောင်မလေးကို reference အနေနဲ့ကတော့ကျမဒေါက်တာရဲစော်ရဲ့ဥမာကြီးကင်ဆာနဲ့ကျမကြီးဆောင်မကနေပြီးတော့ယူထားပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်။